နောက်ဒုတိယမေကုံးမှာရှင့်အဲကျမတို့ပြည်သူစစ်မှုထမ်းဥပဒေပေါ့နော်ပြည်သူစစ်မှုထမ်းဥပဒေကိုကျမတို့2010တုန်းကရေးရေးဆွဲထားတာဖြစ်ပါလေရှင့်ကျမတို့မြန်မာနိုင်ငံရဲ့အဲကျမတို့မြန်မာနိုင်ငံရဲ့ဒီစစ်မဟာဗျူဟာကပြည်သူစစ်မဟာဗျူဟာလို့ကျမနားလည်ပါလေရှင့်အကျမကိုယ်တိုင်လည်းလုံခြုံရေးကာကွယ်ရေးနဲ့တော်တော်ဝေးပါတယ်ကျမတို့ကဒါမိယိုဖလာတာကုံတဲ့သားသမီးတွေဖြစ်ပါတယ်ရှင့်လုပ်ငန်းရှင်သားသမီးကုံတဲ့ဖြစ်ပါတယ်အဲသို့တော်လည်းပေါ့နော်အဲကျမနားလည်သလောက်ကျမရှင်းပြပါမယ်ရှင့် ဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံရဲ့အဲစစ်မဟာဗျူဟာဒီပြည်သူစစ်မဟာဗျူဟာဖြစ်ပါရဲ့ရှင်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဗိုလ်ချုပ်အောင်ဆန်းတို့ရဲဘော်၃ချိတ်ကနေစပြီးတော့မှလူ၃၀လေးနဲ့စလိုက်တဲ့ဟွာဒီဒီဒီရက်ွက်ထဲမှာရှိတဲ့ပြည်သူလူထုတွေအကုန်ပါရတာပေါ့နော်ပါပြီးတော့မှပြည်သူစစ်မဟာဗျူဟာဆိုတာဒီ day 1လုံးဝအရင်ကျမတို့စခဲ့တာဖြစ်ပါရဲ့ရှင်အဲကျမတို့ငငယ်တော့အထီးပေါ့နော်ဟိုကင်းဆောင်တာတွေပါနေရှိပါတယ် အဲကျမတို့ငငယ်တော့ဆိုကျမအကိုရှိတယ်ပေါ့ကျမအကိုလည်းကင်းအလဲကြပါလို့ရှင်ဒီရက်ကွက်မှာကင်းဆောင်ရတယ်ပြီးလို့ရှင်တနာ yı ဆိုရင်တစ်ချက်တန်ချောင်းခောက်ရတယ်နှစ်နာ yı ဆိုနှစ်ချက်တန်ချောင်းခောက်ရတယ်အဲသူတို့အလုံးလုံးနေပါတယ်ဆိုတာကိုပြည်သူလူထုကိုပြတာပေါ့နော်ဆိုလို့ရှင်ပြည်သူလူထုကတော့ကိုယ်အိမ်မှာကိုအေးဆေးဆေးညဆိုခေါင်းပြောင်းအောင်အိမ်လို့ရတယ်ဒါပေမဲ့ကင်းဆောင်တဲ့အဖွဲ့ကတော့ဆောင်ပါပါတယ်ရှင်ဒါကျမတို့ငငယ်တော့အထီတာရှိပါတယ်လိုအပ်ချက်ရရှိတာပေါ့နော်လိုအပ်ချက်ရရှိတာ အခုနောက်ပိုင်းကျတော့အေဂျင့်သွားတဲ့အခါကျလိုအပ်ချက်အရသူ့လိုလို꽌ပြောက်ကုန်တာလို့ကျွန်မထင်ပါတယ်ရှင်။အဲကျွန်မတို့ဒီဆိုရှယ်မီဒီယာစကားနဲ့ပြောရင် organic ပေါ့နော်။ဆိုလို့ရှိရင်လိုအပ်လို့ရှိလာတယ်မလိုအပ်တော့ပျောက်သွားတယ်။အခုလိုအပ်တော့ပြန်ရှိလာရတဲ့သဘော။ဆိုတော့2010တုန်းကရင်နိုင်ငံကဆွဲထားတယ်ပေါ့နော်။ဒါ2010လို့ပြောရင်ဒါအရင်နိုင်ငံကလက်ထက်ဖြစ်ပါတယ်ရှင်။အဲတုန်းကရင်ဆွဲထားပေမဲ့မလိုအပ်သေးတဲ့အတွက်ဒီဥပဒေကိုကျွန်တော်တို့အသက်မသွင်းထားဘူးပေါ့နော်။အသက်မသွင်းထားမယ်နဲ့အဲဒီဘက်နောက်ပိုင်းမှာလိုအပ်တဲ့အတွက်ကြောင့်မလို့ဒီဥပဒေကိုအသက်သွင်းရတာဖြစ်ပါ ်ပါတယ်ရှင့်ဒီလိုတက်သွင်းရတဲ့အချိန်မှာဘာတော့ဖြစ်လဲဆိုလို့ရှိရင်ကျမတို့ကလက်နက်ကင်ပြိပခပြင်းထန်နေတဲ့အချိန်ဖြစ်တယ်เนาะအဲ့အချိန်တုန်းကလည်းတက်ကလည်း ဟိုကပေါ့နော်တက်ကလည်းသူ့စခန်းနေဆုတ်ခွာနေရတဲ့အချိန်ဖြစ်တဲ့အခါကျပြည်သူလူထုကတအားကြောက်ပါတယ်ရှင်လူဆိုတာဒါမသေးသေးမှမကြောက်တဲ့သူတယောက်မှမရှိဘူးပေါ့နော်ဆိုလို့ရှိရင်လူတိုင်းကတေးမှကြောက်ကြတာပဲဆိုတော့ကျမတို့ကပေါ့နော်နှမျိုးပေါ့ရှင်နှမျိုးစဉ်းစားစေချင်ပါတယ်နံပါတ်1တမျိုးကတော့ကျမတို့မြန်မာနိုင်ငံရဲ့အေးချမ်းတာယာရေးကိုဘယ်သူကတာဝန်ရှိဆုံးလဲဆိုကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေတာဝန်ရှိဆုံးဖြစ်ပါတယ်ရှင် အဲပြီးလို့ရှိရင်ဟိုတက်မတော်သားပဲရဲတပ်ဖွဲ့ပဲဟိုပုံချလို့မရပဲ ਨੇ ကျမတို့လည်းပိုးပေါင်းဆောင်ရွက်ဖို့တာဝန်ရှိပါရှင်ကိုယ်အိမ်ကိုလုံခြုံဖို့နော်ကိုယ့်ရက်ကွက်ကိုလုံခြုံဖို့ဒါလည်းတာဝန်ရှိသလိုပြီးလို့ရှိရင်တော့ဒီဒီစန့်ကျင်ဘက်အဖွဲ့တွေကလက်နက်ကင်ပြီးတိတ်ပြီးတော့မှနိုင်ငံတကာရဲ့ဒီညီတော်မြောက်မှုတွေနဲ့ပေါ့နော်ပံ့ပိုးမှုတွေနဲ့လက်နက်တွေလည်းလက်နက်အစမ်းတွေနဲ့လူအင်အားတွေလည်းများနေကြတဲ့အချိန်မှာအဲကျွန်တော်တို့တပ်ဖက်ကိုတပ်မတော်ကိုကူညီဖို့လဲတာဝန်ရှိပါတယ်ရှင့်အဲသို့တော်လဲမိသားစုတိုင်းကတော့ ဒီလိုရှိပေမဲ့လည်းကိုသားသမီးသွားဆိုလို့ရှိရင်တော့မိသားစုတိုင်းကစိုးရိမ်ကြတာဒါထုံးစံပဲဖြစ်ပါလေရှင်။အဲကျွန်မထင်တာစိုးရိမ်တာများများနေလားပေါ့နော်။စိုးရိမ်တာအများများတဲ့အခါကျတော့တတ်နိုင်တဲ့သူတွေကတတ်နိုင်တဲ့သူတွေကနေကိုသားသမီး မပါရေးအတွက်ကိုရက်ွက်အုပ်ချုပ်ရေးမှုနဲ့တတ်ဆိုင်ရာတွေကိုဟိုဟိုပါပေါ့နော်။ပေးတာကမ်းတာတွေလောက်တဲ့အချိန်မှာ ဈေးကွက်တစ်ခုလို့ဖြစ်သွားပြီးတော့မှပေါက်ဈေးတစ်ခုလို့ဖြစ်သွားပြီးတော့မှမပေးနိုင်တဲ့သူတွေမိမိသားစုတွေအတွက်ဒုက္ခရှိပါတယ်ရှင်။အဲ့ဒါကြောင့်မလို့ကျမတို့အနေနဲ့တော့ဒီပြည်သူစစ်မှုထမ်းဥပဒေကိုကျမတို့ကမကန့်ကွက်ပါဘူးလက်ခံပါတယ်လိုအပ်ချက်အရလုပ်တာဖြစ်ပါတယ်ရှင်။သို့တော်လည်းဒီဥပဒေကိုအကောင့်ထဲပေါ်တဲ့ပုံစံကတော့စီးစနစ်ကျနာပြီးတော့မှနှီးဥပဒေတိုင်းဖြစ်ဖို့လိုအပ်ပါတယ်။အဲ့ဒီနှီးဥပဒေတိုင်းဖြစ်ဖို့ဆိုလို့ရှိရင်တော့ဒီမိသားစုတွေကလည်းပူးပေါင်းပါဝင်ဖို့လိုပါတယ်ရှင်။ เนาะအဲ့ဒါကြောင့်မလို့ပြည်သူစစ်မှုထမ်းဥပဒေကိုလည်းကျမတို့ချိန်ညက်အောင်ပေါ့เนาะအဲ့ဒါလေးအဲ့ဒါလေးလည်းကျမတို့ပါတီအနေနဲ့တေချာဖတ်ပြီးတော့မှာဤဥပဒေတေချာဖတ်ပြီးတော့မှာဘယ်လိုဆောင်ရွက်ရမယ်ဆိုတာလေးလည်းပြည်သူလူထုကိုအသိပညာပေးပြီးတော့မှာအလကားဟိုပေါ့နော်ဒီနေ့ညပဲလာခေါ်တော့မှလို့လို့မနဲ့ပြန်မယ်လာခေါ်တော့မှလို့လို့ ਨੇ လူတွေကိုအကြောက်တရားနဲ့ဖြစ်အောင်လုပ်ထားတာတွေပေါ့နော်အဲ့ဒါတွေလည်းကျမတို့ဟိုဟွာပေါ့ရှင်ကျမတို့တီတူလူလူလည်းမျက်စိကြီးနားကြီးနဲ့ဥပဒေတွေနီးဥပဒေတွေနားလည်အောင် လုတ်ပြီးတော့မှာဟိုတယောက်ချင်းစီဥပဒေဖတ်ရမယ်လို့မဆိုလိုပါဘူးကျမတို့နိုင်ငံရေးပါတီအနေနဲ့ဒီဥပဒေလေးကိုဖတ်ပြီးလို့ရှိရင်ဒီဥပဒေချောင်းရဘာလုတ်ရမလဲဆိုတဲ့ဟာလေးတွေသူ့ရဲ့လုတ်ထုံးလုံနီးတွေနဲ့ဒီလုတ်ထုံးလုံနီးထဲမှာအဲ့လုတ်တယ်ဆိုရင်တော့ဒါဥပဒေရလိုက်နာရမှာဖြစ်ပါတယ်လုတ်ထုံးလုံနီးကနေတွေ့ဖက်ပြီးဆောင်ရွက်တယ်ဆိုလို့ရှိရင်တော့ဟို complaint လုတ်ရမှာပေါ့နော်ဟိုတိုင်တန်းတင်လဲတိုင်တန်းရမှာဖြစ်ပါလိမ့်ရှင်အခုချိန်မှာတော့ကောင်းလာတာကတော့ကျမတို့ ဟို18ပတ်ရှိပြီလို့ပြောပါရှင်တပတ်မှာလူ9000ပေါ့เนาะတပတ်မှာလူ9000ဆိုလို့ရှိရင်18ပတ်ဆိုတော့တော်တော်လေးလဲလူလူအင်အားလဲများလာပြီနောက်တစ်ခုကတော့ဟိုဒီတက်မတော်အနေနဲ့လဲဟိုဒီ drone နည်းပညာတွေပါနေအဲတုံးလာပြီဆိုတဲ့အခါကျတော့ဟိုပြန်ပြီးတော့မှတက်မတော်ကထိုးစစ်တွေဆင်ပြီးတော့မှတက်မတော်ကပြန်ဖိတဲ့အချိန်နေဖြစ်တဲ့အချိန်မှာတော့ကျွန်မထင်တာတော့ဟိုကိုယ့်ရဲ့အိမ်ကမိသားစုတွေကကိုယ်သားသမီးတွေတားတွေပေါ့နော်တားတွေတော့ရတဲ့အချိန်မှာ အဟိုလိမ္မာရေးချရှိပြီးတော့မှစီကန်းရှိပြီးတော့မှနောက်ကျမ်းမာရေးလိုက်စားပြီးတော့မှကိုခံအားကောင်းတဲ့ဟိုဒီဒီလူငယ်တွေတတ်မတော်ကနေမွေးထုတ်ပေးနိုင်မယ်လို့ကျမယူဆပါတယ်ရှင်ရေရှိမှာတော့ဟိုစစ်တိုက်တဲ့ဟာနည်းနည်းသွားပြီးတော့လေနည်းနည်းသွားပြီးတော့မှဒါမျိုးယူဆပါတယ်ရှင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် ဟိုကျမတို့တနိုင်ငံနဲ့ထူပြီးတော့မှဆောင်ရွက်တာမဟုတ်ပါဘူးဒါတွေဒီစင်ကာပူမှာလည်းရှိတယ်ထိုင်းမှာလည်းရှိတယ်ကိုရီးယားမှာလည်းရှိတယ်ပေါ့နော်စသဖြင့်အဲကျမကျမမသိတဲ့တခြားကျမမပြောတဲ့တခြားနိုင်ငံတွေမှာလည်းပြည်သူစစ်မှုတန်းတွေကရှိကြတာဖြစ်ပါလေရှင်သို့တော်လည်းပြည်သူစစ်မှုတန်းရှိတာချင်းအတူတူပြိပခဖြစ်နေတဲ့နိုင်ငံမှာအကောင့်ထက်ပေါ်တာတော်တော်လေးခဲယဉ်းပါလေရှင် ခဲရင်ပြီးတော့မှပြည်သူလူထုရဲ့ response ပေါ့နော်ပြည်သူလူထုရဲ့တုံ့ပြန်မှုကလည်းအရင်မဲ့စိုးရိမ်စိတ်ကြီးပြီးတော့မှကိုသားသမီးတွေနိုင်ငံသားတွေအလုပ်ရှိရှိမရှိရှိအဲနိုင်ငံသားကိုလွှတ်ကြတယ်နိုင်ငံသားကိုလွှတ်ကြတယ်ဟိုရောက်တော့လည်းအလုပ်မရှိဘူးပြီးတော့ဒီဘက်ကနေပတ်စံပို့ရတယ်တတ်နိုင်တဲ့သူတွေပေါ့နော်ဒီဘက်ကနေထောက်ပံ့နေရတယ်မလိုလားအပ်တဲ့ကုန်ကြစိတ်တွေလည်းဖြစ်နေတာပြီအများကြီးရှိပါလေရှင်ဒါတွေလည်းကျမတို့သူ့တည်တနာလှုပ်ပြီးတော့လေသူ့တည်တနာလှုပ်ပြီးတော့မှဘလို့တက်မှတ်ရမလဲ အဖြေကဘာလဲပေါ့နော်ဟိုစီစစ်နေတကြဥပဒေနီလန်းတကြဖြစ်အောင်နောက်ပြည်သူလူထုကိုလည်းကျမတို့အပြည်သူလူထုကိုလည်းကျမတို့ဟိုဖြစ်ရမှာပါရှင့်ဒီအသိပညာပေးရမှာပါရှင့်ဟိုကြောက်တာတစ်ခုတည်းနဲ့လိုက်ပြီးတော့မှဟိုလူကိုလိုက်ပြီးတော့ဟိုပတ်စံပေးဒီလူပတ်စံပေးဆိုရင်ယူတဲ့လူကတော့ယူမှာပေါ့ရှင့်ပေးရင်တော့ယူမှာပေါ့ရှင့်အဲ့ဒါလေးဖြစ်ပါလေရှင်အဲ့ဒါကြောင့်မလို့ကျမတို့အသိပညာပေးဖို့လဲကျမတို့နိုင်ငံရေးပါတီမှာလဲတာဝန်ရှိပါတယ်အဲ့ဒါကြောင့်မလို့ကျမဒီကနေ့ပြန်သွားပြီလို့ရှင်ကျမတို့ဥပဒေထောက်ကူပြုဖွဲ့ဖွဲ့ထားပါတယ်ရှင် ဖွဲ့ထားပြီးလို့ရှိရင်ကျွန်မခုနရွေးကောက်ပွဲကိုနောက်ဆက်တားဆီးမှုမှကာကွယ်ခြင်းဥပဒေနဲ့အဲပြီးလို့ရှိရင်ဒီစစ်မှုထမ်းဥပဒေကိုကျွန်မတောင်းဝန်ပေးပြီးတော့မှတေချာဖတ်ကြပါဖတ်ပြီးလို့ရှိရင်အဲပြည်သူလူထုကိုအလွယ်တကူနားလည်တဲ့ပုံစံနဲ့ပေါ့နော်ဒီလိုလုပ်ရင်ဒါဥပဒေနဲ့ညီတယ်လိုက်နာဆောင်ရွက်ရမယ်အဲဒီလိုပြောလာလို့ရှိရင်တော့ဥပဒေအပြင်ပမှာဖြစ်နေပြီဥပဒေနဲ့မညီဘူးလိုက်နာဆောင်ရွက်ဆရာမလို့ဘူးတိုင်တန်းလို့ရတယ်ဆိုတာလေကျမတို့ပြည်သူလူထုကိုအသိပေးရမှာဖြစ်ပါလေရှင့်အဲကျေးဇူးပါရှင့်ကျေးဇူးပါရှင့်